မင်္ဂလာပါကျမမဘုဒ္ဓမဟာသေးပါရှင်ဒီနေ့နောက်25ခုနှစ်65ရက်နေ့ဖြစ်ပါတယ်ရှင်းနေငါမှာထောင်းလုံးလုံးကြားတဲ့ဒီစကားလေးကကျမတို့မြန်မာပြည်အားလုံးနဲ့ရှင်းနေပြတဲ့စကားလေးတစ်ခုဖြစ်နေမယ်လက်ရှိကျမတို့မြန်မာနိုင်ငံရေးမှာလဲရှင်းနေငါမှာထောင်းလုံးလုံးကြားနေတယ်အဲ့ဒါပါလဲဆိုတော့လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုလက်ခံမဲ့ခေါ်ယူမဲ့အစီအစဉ်တွေလုံးဝရပ်ဆိုင်းလိုက်ပြီးကိုရီးယားကိုမြန်မာနိုင်ငံသားရွှေ့ပြောင်းဒုက္ခသည်တွေကိုရီးယားနိုင်ငံကလုံးဝလက်မခံတော့ဘူးဆိုပြီးတော့ ကိုတို့ကိုရမှာရှိရဲ့အထူးသဖြင့်မျိုးသားရေးဝါဒီတွေပေါ့ကိုရမှာလဲတို့နိုင်ငံမှာအဓိကမျိုးသားရေးကိုအခြေခံတဲ့မျိုးသားရေးဝါဒီတွေရှိရဲ့ထိုင်းနိုင်ငံမှာလဲမျိုးသားရေးဝါဒီတွေနော်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာတို့နိုင်ငံမိမိနိုင်ငံမိမိနိုင်ငံရဲ့မျိုးသားကျိုးစီးပွားမိမိနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုတဲ့အခြေအနေပေါ်တွေမှာနော်အသက်ပေးပြီးလှုပ်ဆောင်နေကြတဲ့မျိုးသားရေးဝါဒီတွေရှိကြတယ်ဆိုတော့အဲ့ဒီကိုရမျိုးသားရေးဝါဒီတွေရဲ့ကန့်ကွက်မှုကြောင့်လက်ရှိမှာကိုရနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခတွေကိုခေါ်ယူမဲ့အစီအစဉ်ရပ်ဆိုင်နေအဲ့ဒါဘာလဲဆိုတော့ကိုရီးယားမှာတမန်အစ်တက်တန်ချင်းမှာ ပြည်ပဒုက္ခတဲ့ဖွဲ့နော်ပြည်ပဝရမ်းပြည် NUG ဖွဲ့ကနေပြီးတော့ကျွန်တော်တို့ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားတမရအစ်စ်ကိုတဝင်းလောပါပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်နော်ဒူဝလက်ချီဝါတို့အုပ်စုအဲကျွန်တော်တို့ကျွန်တော်တို့ NUG ဟာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အတိမတ်ပြုပေးပါဆိုပြီးတော့တမရအစ်စ်ထံကိုသူတို့တောင်းဆိုကြတယ်အတနာခံကြတယ် ပြီးတော့တစ်ဆက်ထဲမှာပဲဟာတောင်ကိုရီးယားတမရသက်ကຫນွေဥတော်လိုင်းရေးမှာဟာလက်သုံးဆောင်ထောင်ပြီးတော့သူတို့ကအားပေးရလို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီတမရသက်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းနေရရှိနိုင်ပါတယ်လို့ຫນွေဥတော်လိုင်းရေးမှာဘယ်လိုမျိုးအခွင့်အလမ်းကောင်းနေရရှိနိုင်ပါတယ်ဆိုပြီးတော့မဆာယာဝါခမန်းနေမဆာယာဝါခမန်းနေလော်ခဲ့အော်ခဲ့တမရဟာလောလောဆယ်မှာတော့ရှိနေငါမှထောင်လုံးလုံးကြာရတဲ့ဖွားကိုရောက်သွားပြီဖြစ်ပါတယ်။နော်ရှေ့မှာလည်းပဲဒီလိုဖြစ်စဉ်ရှိတယ်။ အဲ့ဒါပါလဲဆိုတော့ထိုင်းနိုင်ငံမှာမူဖော်ဝဲပါတီအနိုင်ရတော့အဲ့ဒီမူဖော်ဝဲပါတီခေါင်းဆောင်ပီတာရဲ့ဘောကိုမြန်မာပြည်မှာရှိတဲ့ဘုံကျုံအုပ်စုတွားပြီးတော့ဘောမကြတယ်ပီတာရဲ့ဘောကိုမောကြတယ်ထိုင်းမှာပီတာကဝင်ကြီးချုပ်ဖြစ်လာတဲ့အတွက်သူတို့အန်နူဂျီကဘယ်လိုဖြစ်တော်မလဲမေဦးဒေါ်လိုင်းကြီးကဘယ်လိုဖြစ်တော်မလဲဆိုပြီးမဆားရဝခမန်းကြီးပြောခင်ချတယ်တက်ရှိတောင်ကိုရီးယားတမရအစ်ကိုလည်းသူတို့အဲ့ဒီလိုပဲဘောတွားပြီးမှရဲသူတို့ကိုအစိုးရအဖြစ်အတိမတ်ပြုပေးဖို့တွားပြီးအတနာခံပေးမယ်အလက်ရှိမှာတော့ ရှိနေငါမှာထောင်လုံးလုံးကျသွားတာစိတ်မကောင်းကြပါပဲအဲ့ဒါခုကတော့ KNU သူတို့ကရင်အားလုံးရဲ့ဟာနိုင်ငံရေးအိမ်မက်နိုင်ငံရေးညီမချက်ကကော်တူးလိနိုင်ငံတော်ဖြစ်တယ်ဆိုပြီးပြောသွားတယ်ပေါ့ဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆချက်ပေးကြလဲဆိုပြီးကျွန်တော်မေးကြတဲ့လူတွေရှိတယ်တုံ့သက်ပေးပါလို့ပြောကြတဲ့လူတွေရှိတယ်ကော်တူးလိနိုင်ငံတော်ဆိုတဲ့အကြောင်းနဲ့ပတ်သက် ပြီးတော့နော်2020နဲ့2023နဲ့ကကျွန်မထပ်ခါထပ်ခါပြောခဲ့မှုပါတယ်အခုတော့အဲ့ဒီအရင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုပဲပြန်ပြီးတင်ပေးကြည့်ပါမယ် ကျန်းယူရဲ့ကော်တူးလေးနိုင်ငံတော်ကော်တူးလေးအိမ်မဲ့ဆိုတာပါလေနားထောင်ကြည့်ပါကျန်းယူရခြင်းညာတယ်ဒီမိုကရေစီကိုအခြေခံတဲ့ဖရဲနိုင်ငံတော်တည်ဆောက်ဖို့အတွက်သူတို့တွေကော်တူးလေးအစိုးရဖွဲ့တော်မယ်တဲ့ကုတ်ဒေသကိုအုပ်ချုပ်ခွင့်ရဖို့ကုတ်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့တဲ့သူတို့တွေလက်နက်ကင်ပြီးတော့တော်လန်ပုံကံကြီးဖြစ်တယ်တဲ့ဒါဆိုလို့ရှိရင်တမဟာတိတမဟာနှစ်တမဟာသုံးတမဟာလေးဆိုတာကုတ်ပြည်နယ်လားသမ ्या ပြည်နယ်လားတမဟာတဲ့တရုံခရိုင်ဆိုတာကရင်ပြည်နယ်လားမိုးပြည်နယ်လား ြောတော့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကန်ပုံစံနဲ့ဆိုရင်ဘာကြောင့်သူများပြည်နယ်လေးကိုတော့နေချိန်နေရလဲတက်မာနှစ်သုံးဆိုတာနော်ညောင်လေးပင်ခရိုင်တို့တောင်ငူခရိုင်တို့ကရင်ပြည်နယ်လားကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကန်ပုံကန်တယ်ဆိုရင်ဒါကင်းပြည်နယ်လားဗမာရဲပြည်နယ်လားအဲ့ဒီဒေသတွေမှာခေတ်ဆက်ဆက်ကရင်နယ်ကအုပ်ချုပ်ခဲ့တာလားဗမာမင်းတွေကထီးနယ်စိုးစံပြီးအုပ်ချုပ်ခဲ့တာလားကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုရင်ဘာကြောင့်သူများနေမလဲနေချက်နေရလဲတမဟာလေးဒဝဲခရိုင်ဒဝဲဆိုတာကရင်ပြည်နယ်လားတနင်္လာရီတိုင်းလား တနေ့လိုက်တိုင်းဖြစ်တယ်ကိုပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုပြီးလက်နက်ကင်ပြီးတော့ကျွန်တော်တို့ကတော်လန်ပုံကံပါလေဆိုပြီးတော့အမှန်တကယ်တော့လက်နက်ကင်ပြီးသူများနေမိလို့နေချင်းနေချင်းဖြစ်တယ်ဒါဆိုရင်အဲ့ဒီပြည်နယ်တွေမှာအခုတထုံခိုင်အိုင်အတွင်းမှာ KNU ကသူတို့ကော်တူးလေဆိုရဖွဲ့ရခိုင်းတယ်အဲ့ဒီတထုံခိုင်အိုင်မှာရှိတဲ့မုံလူမျိုးတွေကိုမဲပေါ်ရေးထောင်ပြီးဒီမိုကရေစီနီးလမ်းကြရွေးကောက်ပွဲကျင်းပပြီးအထုတ်မယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကို KNU ပါပေးသလား ဒါဆိုရင်ဗဟိုတိုင်းရှေ့ချမ်းကဗမာရဲနယ်မြေကို KNU ကနော်သူတို့နယ်မြေဆိုပြီးချဲ့တွင်လာတယ်။အဲ့ဒီနယ်မြေတွေမှာဒီမိုကရေစီနည်းလမ်းကရွေးကောက်ပွဲကျင်းပပြီးနိုင်တဲ့လူကအစိုးရဖွဲ့ထဲမှာဖွဲ့စည်းပြီးတော့အုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်သလား။အဲ့ဒီနိုင်ငံရေးအာမခံချက်ကိုပေးသလား။အဲ့ဒီဒေသမှာရှိတဲ့ဗမာရဲနဲ့ဒဝယ်ရီနဲ့တခြားသောတိုင်းရင်းသားတွေကကိုယ့်ဒေသကိုအုပ်ချုပ်ခွင့်ရဖို့ဆိုပြီးဒီမိုကရေစီနည်းလမ်းကလွှတ်တော်ကိုယ်တိုင်ဖြင့်ဝင်ရောက်ရွေးချယ်ခံလို့ရသလား။ဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဒီမိုကရေစီ ဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဖက်တွေဘယ်မှာလဲကိုပြင်းနေကိုအုပ်ချုပ်ခွင့်ရဖို့ကိုပြင်းနေကိုအုပ်ချုပ်ခွင့်ရဆိုရဖို့ဆိုပြီးတော့သူများနေနေတွေလက်နက်ကင်နေချင်းနေခင်ဗျားတို့မရှိဘူးလား GNU ကနော်အားရမှာစောနေသားများနေ GNU နေရဖြစ်ချောင်ဆောင်ပြီးကော်တူးလီအာမီဆိုပြီးခွဲထွက်တဲ့ကကျမတို့ပြောခဲ့တယ်ဒါကော်တူးလီနိုင်ငံတော်တိချောင်ပါနော်ကော်တူးလေနိုင်ငံတော့တီထောင်ဖို့အခုမှသူတို့နိုင်ငံအိမ်မက်တာမဟုတ်ဘူးကျမတို့မြန်မာနိုင်ငံကျမတို့ တိုင်းရင်းသားတွေအားလုံးဟာအင်္ဂလိပ်လက်အောက်ကနေရုံးထွက်ပြီးမမပြီးလွတ်လပ်ရဖို့တိုးပန်းစဉ်အချိန်ကာလတွေက KNU ရဲ့မူရင်းလာရကင်ရင်ဂျာတက်ကင်ရင်ဂျာတက်ကအင်္ဂလိပ်ကျုံဘဝမှာဆက်နေပြီးတော့ကော်တူလီနိုင်ငံတော်တည်ထောင်ခြင်းခဲ့တာဗမာတွေကကျမတို့မြန်မာတွေကလွတ်လပ်ရေးကြိုးပမ်းခဲ့ပေမဲ့သူတို့ဟာကျုံဘဝမှာဆက်နေပြီးကော်တူလီနိုင်ငံတော်တည်ထောင်မှုသူတို့လုပ်ခဲ့တာဖြစ်တယ်သူတို့ဒါကြောင့်လည်းပဲကျမတို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရတယ်လွတ်လပ်ရေးရပြီးရက်တရာအတွင်းမှာ KNU ကလုပ်လဲ ကိုတူးလေနိုင်ငံတော်ဆိုပြီးကြီးညာတယ်သူတို့ကြီးညာတဲ့ကိုတူးလေနိုင်ငံထဲမှာဘဲထိပါလဲဒေါ်စုကြည်မဲတိုင်ခဲ့တဲ့ဒေါ်စုကြည်ဝင်ရောက်ပြီးရွေးချယ်ခံပေးနေတယ်ရန်ကုန်တိုင်းကကုန်းမှုထိပါတယ်ကုန်းမှုတို့ကွန်းချံကုန်းတွေအထိကောမှုရောကွန်ကြံကုန်းတို့အထိ KNU ကသူတို့ကော်တူးလေနိုင်ငံတော်ဆိုပြီးကျင့်ရတယ်။ဒါကြောင့်မလို့ဒီပြည်နယ်ထဲမှာရှိတဲ့ဖာစာပါလာဆိုရအောင်ကနိုင်ငံဝင်နေတဲ့အကုန်လုံးနှုတ်ထွက်ပေးပါ။ခတ်ခွာပေးပါ။ဒီပြည်နယ်ဟာကျွန်တော်တို့ကော်တူးလေနိုင်ငံတော်မှာပါရယ်ဆိုပြီးတော့အဲ့ဒီလိုခွေးပါဝတ်ခဲ့တာဖြစ်တယ်။ တမိုင်းစင်စမ်းမာရီကသူတို့ဒီလိုစ조사ခဲ့တာเนาะအခုမှထားပြီးကော်သူတွေနိုင်ငံတော်လောက်ခါမဟုတ်ဘူးမြန်မာပြည်လွတ်လပ်ရေးမရခင်ရောလွတ်လပ်ရေးရပြီနောက်ပိုင်းမှာသူတို့အဲ့ဒီလိုစ조사ခဲ့တယ်ခင်းဆက်ဆက်တက်မတော်ရဲ့เนาะအရာပြီးွားတယ်ဆွမ်းရင်ပြီးွားတယ်တက်မတော်ရဲ့ချိုးပန်းမှုအောက်ကြောင်လာသူတို့တွေခေါင်းမထောင်နိုင်ခဲ့တာဖြစ်တယ် နော်အဲအများစုကဘာပြောလဲအဘိုးချုပ်အောင်ဆန်းကဒီပင်လုံစာချုပ်မှာမြန်မာပြည်မှာလွတ်လည်ရပြီစနစ်ကြစနစ်ကြလို့ရှင်ခွဋ်ထွက်ခွင့်ပေးမယ်လို့ဂီပေးခဲ့တယ်ဒါပေမဲ့နေဝင်အစိုးရကဆရာနာရှင်တွေကတော့မပေးခဲ့ဘူးဆိုပြီးတော့ခင်ဗျားတို့ကလူပိန်းစကားတွေနဲ့သူများစကားမှာလမ်းဆုံးပြီးတော့လမ်းပေးစကားတွေပြောကြတယ်။နံပါတ်1ရိုးရိုးရှင်းရှင်းပဲပြောမယ်။အဲဒီပင်းလုံးစာချုပ်ဆိုတာကဗမာတွေကလူမျိုးကြီးဝါဒနဲ့တိုင်းရင်းသားတွေကိုဖိနှိပ်နေလို့တိုင်းရင်းသားတွေနဲ့နာနေတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးအတွက်ဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူး။ရှင်းတယ်နော်။ ပင်လုံစာချုပ်ဆိုတာကငါတို့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးသားလို့ရှိရင်ငါတို့မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်ကြီးတည်ထောင်မယ်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်မယ်ဘယ်လိုစနစ်နဲ့သွားမယ်ဘယ်လိုမူဝါဒနဲ့သွားမယ်ဆိုပြီးဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူးရှင်းတယ်နော်ဘာအတွက်ဆွေးနွေးတဲ့စာချုပ်လဲငါတို့မြန်မာနိုင်ငံမှာငါတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေနဲ့ပမာလေးနဲ့ဘယ်လိုကူးပေါင်းပြီးတော့ပြည်မနဲ့တောင်တန်းနဲ့ဘယ်လိုကူးပေါင်းပြီးအင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးကိုအတူတကွဘယ်လိုစီလုံးညီညွတ်မှုယူမလဲဆိုပြီးတော့ဆွေးနွေးတဲ့စာချုပ်သာဖြစ်တယ်ခင်ဗျားတို့ဒီချက်ကိုသဘောပေါက်ဖို့လိုတယ်နောက်တစ်ချက်အဲ့ဒီ ပင်လုံစာချုပ်မှာကင်းပြီနဲ့ဆိုတာမရှိဘူးပင်လုံစာချုပ်မှာချင်းပြီနဲ့ဆိုတာမရှိဘူးထပ်ပြောမယ်ပင်လုံစာချုပ်မှာပါရကင်းပြီနဲ့ချင်းပြီနဲ့ဆိုတာယာယီသဘောတရားအရသတ်မှတ်ထားကြတာဖြစ်တယ်နောက်ဆက်နှစ်တောင်မှခွဲထုတ်ခွင့်ပေးမယ်ဆိုတာကလည်း နောင်ဆယ်နှစ်ကြာဆိုတာလေနောင်ငယ်ဒါဟာနိုင်ငံရေးရဗိုလ်ချုပ်ဟာနိုင်ငံရေးဒီကိုယ်နိုင်ငံရေးပေးပြီးလုပ်ခဲ့တယ်တကယ်လို့နောင်ဆယ်နှစ်ကြာလို့မှဒီကျွန်တော်တို့ဘာသာဘာသာဆွေးရစီမံအုပ်ကိုခံခွဲမှုအုပ်ချုပ်မှုခဏလို့မကြိုက်ဘူးဆိုလို့ရှိရင်အခုယာယီတက်မှတ်ထားတဲ့ကင်းပြည်နယ်ကအဲ့ဒီဒေသမှာမူတည်တဲ့နေထိုင်တဲ့တိုင်းရင်းသားတွေရဲ့နေမြေခံပြည်သူလူထုရဲ့သဘောထားစစ်တမ်းကိုကောက်ယူပြီးကင်းပြည်နယ်ဖြစ်ပြန်လဲဖွဲ့စည်းဖို့ ချင်းပြည်နယ်လို့ယာယီသဘောတရားအရပင်လုံစာချုပ်မှာသတ်မှတ်ထားတဲ့နေမီဝင်းဝိုင်းမှာတီတီရှိတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့စစ်တမ်းသဘောထားစစ်တမ်းကောက်ယူပြီးတော့ချင်းပြည်နယ်ပြည်ပြန်လည်ဖွဲ့စည်းပို့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီပင်လုံစာချုပ်မှာပါတဲ့ကင်ပြည်နယ်ရဲ့အကြေဝန်းထက်လက်ရှိ ကော်တူးလေးအာမီဆိုပြီးကရင်ကရင်ညီကကရင်တဘုံကရင်အကျန်းဖက်တောင်းချမ်းတို့ကရင်ယူကလောက်တဲ့နော်ကော်တူးလေးနိုင်ငံတော်ရဲ့အကြံအောင်းကပုံများနေတယ် ပင်လုံစာချုပ်မှာပါတဲ့ကင်ပီနေရဲ့အကျယ်ဝန်းထက်အခုကော်တူးလီနိုင်ငံတော်ဆိုတဲ့အကျယ်ဝန်းက3-4စာကျယ်နေတယ်ဘယ်သူမဟုတ်ဘူးလို့ညင်းကြတယ်ခမားလူဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကိုယ့်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုတာလူပိန်းကြိုက်တယ်နဲ့လူကြောက်ကောင်ကက်လိန်ကကြက်ပြောနေတာဖြစ်တယ်ကက်လိန်ကကြက်ပြောနေကြတာဖြစ်တယ်ဆိုတော့ ဒီလိုမျိုးတရားသူပုံမှာသဘောထားမမှန်ဘူးကိုပြည်သူလူထုပုံမှာလည်းသဘောထားမမှန်ဘူးเนาะသူတို့ Federal နဲ့ Democracy နိုင်ငံတော်တည်ထောင်မယ်ပြောပြီးမယ်ကျွန်တော်တို့ဟာရွေးကောက်ပွဲနဲ့ကျင်းပပြီးတော့မဲပေါင်းထောင်ပြီး Democracy နည်းလမ်းကြဒေသခံပြည်သူတွေဥမာ KNU ရဲ့အကော်သူတွေနိုင်ငံတော်တွေမှာတထုံခံရပါတယ်မွန်ပြည်နယ်ဒါဆိုရင်အဲ့ဒီမွန်နေကရောသူတို့ပြည်နယ်ကိုမွန်နေရဲ့ပြည်နယ် တကယ်ရင်ချင်းမှုအစင်လာကြီးမားတဲ့မုံလုံးမျိုးတွေနဲ့မြင်ဖို့ကျင်ကတိမ့်သွားလို့ရှိရင်လက်ခံသလားလက်မခံဘူးဆိုလို့ရှိရင်အဲ့ဒီကရင်ယူကလက်မခံတဲ့မုံတိုင်းရင်းသားတွေကိုလက်နက်ကအနိုင်မကျင့်ပါဘူးလို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးဆိုတော့ခမားတို့ကနော်ခမားတို့ကမအားလားပြုတ်ကြရင်ပြီးရောဆိုတော့ခွေးအုံနောက်လေးခမားတို့ရဲ့ဖြုတ်